အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုင်းတဲ့သတင်းထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံဗီဒီယိုဖိုင်လေးတော့မတည်သေးသူများအတွက်အမေရိကန်ကထုတ်ပြန်လာတဲ့ TPS အကြောင်းကိုပြောပြလာတဲ့အမျိုးသမီးတူရဲ့ရုပ်တံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာအမျိုးသမီးကအဲ့ဒီ TPS နဲ့ပတ်သက်ပြီးဘာတွေဘလို့ရှင်းလင်းပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာလုံးဝဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့သတင်းထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ TPS ဆိုတာဘာကိုခေါ်တာလဲအားလုံးကိုကျွန်တော်ကတိပေးထားတဲ့အတိုင်း TPS နဲ့ပတ်သက်တာလေးဒီနေ့ပြောပြပေးချင်ပါတယ်။ဟာလိုဝင်းမင်္ဂလာပါ။ပထမဦးဆုံးအခုနောက်ဆုံး American Immigration Status အရမြန်မာတွေကို TPS အာဖြတ်လိုက်ပြီလို့ပြောတဲ့သတင်းနောက်ဆုံးတဲ့ရင်အရာပေါ့နော်အဲ့တော့ပထမဦးဆုံးကျွန်တော်ရဲ့မိတ်ဆွေတွေကို TPS ဆိုတာပါလဲဆိုတာနားလည်စေချင်ပါတယ် TPS ကိုအရှိကောက် temporary protected status လို့ခေါ်ပါတယ်ယာယီ ကာကွယ်ပေးခြင်းပေါ့နော်ဒီ TPS ကင်ဆောင်ထား TPS approve ရထားတဲ့လူဟာအမေရိကန်နိုင်ငံရဲ့ယာယီစောင့်ရှောက်မှုအောက်မှာ ရှိတယ်အမေရိကန်နိုင်ငံဟာ TPS approve လုပ်ထားတဲ့လူတွေကိုယာယီစောင့်ရှောက်ထားတယ်သူရဲ့ original သူရဲ့မိခင်ညီရနေပြီးတော့ကာကွယ်ပေးထားတယ်အဲ့ဒီအတွက်ကြောင့်သူတို့ဟာ deport deport လုပ်နေပါတော့ခုဖမ်းဖမ်းပြီးပြန်ပို့နေတဲ့ deportation protection သူတို့မှာရှိတယ်နောက်တစ်ခုကသူတို့ကိုအာတရားဝင် အလုတ်လုတ်ကင်ခွင် EAD ကထုတ်ပေးတယ်ဘာလို့လဲဆိုတော့ဘလောက်ကြာမလဲမသိတဲ့အပေါ်မှာပေးနေထားတယ်ဝင်ငွေရအောင်လုပ်လဲပေးလုပ်ထားတယ် EAD ကပေးထားတယ်နောက်ပြီးတော့အာနောက်ပြီးတော့အကယ်၍တချို့လူတွေဆိုလို့ရှိရင်အမ် travel documents ပါရတယ်ဥမာ American အပြင်ကိုထွက်လို့ရတယ်ပြီးရင်ပြန်ဝင်လာလို့ရတယ်သူဟာအာ USA မှာ DPS နဲ့နေနေတဲ့လူပါပေါ့နော်ယာယီစောင့်ရှောက် US ရဲ့ယာယီစောင့်ရှောက်မှုကိုရရှိထားတဲ့သူပါပေါ့ကဲဒါဆိုလို့ရှိရင်ယာယီစောင့်ရှောက်မှုကိုဘယ်သူတွေကိုပေးတယ်လဲဘယ်သူတွေကိုပေးတယ်လဲဆိုတဲ့နေရာမှာ စစ်ဖြစ်နေတဲ့စစ်မဲ့ဖြစ်ပွားနေတဲ့နိုင်ငံဥပမာပြည်တွင်းစစ်တွေဖြစ်နေတဲ့နိုင်ငံဟိုဒီကိုရောက်လာပြီးမှအမေရိကကိုအလဲလာလိုက်ပြီးတော့မှကိုယ့်ရဲ့နိုင်ငံမှာအခြေအနေတအားဆိုးနေတဲ့ပြည်တွင်းစစ်တွေဖြစ်နေတဲ့လူတွေနေစဉ်ရက်ဆက်တေဆုံးနေတယ်ဆိုလို့ရှိရင်ကိုပြန်ဖို့ကိုယ့်ရဲ့ life ကအန္တရာယ်ရှိတယ်ဆိုရင် DPS ရတယ်။နောက်ပြီးတော့တဘာဝ BN တည်းရဲ့ငလင်းနေလောက်ထားတယ်။နောက်နောက်ပြီးတော့ဒီဒီမုန်တိုင်းတွေတိုက်ထားတယ်ဆိုလို့ရှိရင် DPS ရတယ်။အဲ ဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကိုယ့်ရဲ့ life ကအဲ့နေရာမှာအန်ဒီရရှိရဲဆိုတဲ့အကြောင်းပြချက်တစ်ခုခုရဲ့အောက်မှာဆိုရင် DPS ကိုရှောက်ခွင့်ရပြီးတော့ DPS protection ယူခွင့်ရတယ်ပေါ့နော် DPS ဆိုတာခုနကပြောသလို temporary အမြဲအတွက်မဟုတ် temporary ဆိုတာယာယီခဏကိုယ့်နိုင်ငံအဆင့်ပြင်ပြန်မယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒီတော့အဲ့ဒီတော့မြန်မာပြည်ကိုပိတ်လိုက်တယ်ပိတ်လိုက်တာကတော့ကဲကိစ္စမရှိဘူးဘာလို့လဲဆိုတော့ DPS ကအခြေအနေကို6လကနေတနစ်ခွဲအတွင်းသူတို့အမြဲတမ်းပြန် review လုပ်ပြီးတော့ အစ်စတန်လုံးမယ်ဆက်ပြီးတော့ဒီကာလာကိုဆွဲဆန့်ပေးမယ်ဒါမှမဟုတ်ရင်တော်ပြီးရပ်နာလိုက်မယ်ဆိုတော့ဟိုစုံဖြတ်ချက်ကိုအမေရိကန်အစိုးရကချခွင့်ရှိတယ်အဲ့တော့အားလုံးသိရတဲ့အတိုင်းပဲ TPS protection ကိုဘိုင်ဒန်အစိုးရကပေးခဲ့တာဖြစ်ပြီးတော့သမ္မတထရမ့်တက်လာတဲ့အချိန်မှာလည်းမြန်မာတွေကို TPS ဆက်လက်ဆက်လက်အာ TPS protection ကိုဆက်လက်ပေးထားတယ်ပေါ့နော်ရရဲနေလို့နိုင်ငံကမငြိမ်းချမ်းဘူးဆိုပြီးတော့ငါတို့နာရာယီ ကကွယ်မှုကိုပေးအောင်မယ်ဆိုပြီးတော့ extend လုပ်ပေးလိုက်တယ်မှတ်မိမှာပေါ့ဆိုတော့ခုနကပြောသလိုအခုကတော့သူကမလုပ်တော့ဘူးပြီးပြီပြန်တော့အဲ့လိုမျိုးပြောတဲ့အပေါ်မှာသမရာကြီးဘက်ကဘောင်ကြော်တာရှိလားဆိုမရှိဘူးဘာလို့လဲဆိုတော့သူတို့ဟာအမြဲတမ်း6လအနေတနစ်ခွဲအတွင်းသူတို့ review လုပ်လို့ရှိရဲဆိုတော့သမရာကြီးဒါကိုလုတ်ပေးခဲ့တာကသူ့ရဲ့ January လတုန်းကဆိုတော့အခု7လထဲဝင်ပါပြီဆိုတော့သူ့ရဲ့သူ့ရဲ့ time မှာဘောင်အတွင်းမှာရှိရဲဆိုတော့ तू ကဘောင်မကြော်ဘူးပေါ့နော်ဒါပေမဲ့တခုပဲအဆင်မပြေတာက သူပြောတဲ့ TPS ကာကွယ်မှုမပေးတော့ဘူးဆိုတဲ့အနေထားဘာလဲဆိုတော့မြန်မာပြည်ကအေးချမ်းသွားပြီတဲ့လက်နက်ကင်ပရိပခါတွေမရှိတော့ဘူးတဲ့တရုတ်ကဂျာဝင်စစ်ဆက်ပေးလိုက်တဲ့အတွက်ကြောင့်လက်နက်ကင်အဖွဲ့အစည်းတွေပေါ့နော် ethnic arm group EAO အဖွဲ့အစည်းတွေနဲ့အစိုးဒီစစ်တပ်နဲ့ကငိမ့်ချမ်းရရသွားပြီနောက်ပြီးတော့ ceasefire ပေါ့လုံးဝအပြစ်ခတ်ရက်စဲမှုကိုလုံးဝ လုံလိုက်ပြီးအဲ့တော့သူတို့ဟာလုံးဝအန်ဒီမရှိတော့ဘူးနိုင်ငံကြီးဟာလည်းအေးချမ်းစွာနဲ့ဟိုရွေးကောက်ပွဲကိုကျင်းပတော့မှာဖြစ်တယ်ပြီးတော့ဒီနိုင်ငံကိုအုပ်ချုပ်မဲ့လူကိုရွေးကောက်ပွဲကထွက်လာမယ်ဆိုပြီးတော့ကွယ်တစ်ဖက်မှာဒီမြန်မာပြည်မှာလုံနေတဲ့ရွေးကောက်ပွဲဟာ sham election ဖြစ်တယ်ဆိုပြီးတော့ congress တဲ့ကလူတွေလည်းတောက်လျှောက်ပြောနေရတဲ့အရန်ဟိုစစ်ပြတ်ဖို့ကောင်းတာပေါ့နော်အဲ့ဒါကြီးပေါ်တင်ပြီးတော့အခုချိန်ထိနေစဉ်ရဆက်ဘုံကျဲမှုတွေဖြစ်နေတယ်သူတို့လည်းသိနေရတဲ့အဲ့ဒါကိုကြည့်ရတာတရုတ်နဲ့ပေါင်းပြီးတော့တရုတ်နဲ့ပေါင်းပြီးတော့လုပ်တာဖြစ်ပုံရတယ်ဘာလို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲအော်တရုတ်နဲ့အော်အမေရိကန်ဆိုရနဲ့စကားပြောသေးရဲ့ဆိုတော့တရုတ်ကတရုတ်ကဖိအားပေးတာလာပဲတကယ်တမ်းတော့အာဒါကြောင့်မို့လို့လေအောက်ကနေကျွန်တော်ကိုဟိုငပိမာကာရီကလာအော်ရင်အော်လိမ့်မယ်ဒါပေမဲ့ဒါဟာအမှန်တရားပဲ ဒီမိုတွေဟာတရုတ်ကိုလုံးဝမကြောက်ဘူးသူတို့ဟာနှုတ်တာနှုတ်တာတကယ်တမ်းမကြောက်ဘူးအဲ့ဒီအတွက်ကြောင့်သူတို့အခက်မှာတရုတ်ကဘာမှအာဏာမပြရဲဘူးအခုကဟိုဟာမဖြစ်တယ်လို့ ਨੇ ပေါ်တင်တရုတ်ရဲ့စိတ်ဆက်မှုကြောင့်မြန်မာပြည်အေးချမ်းသွားပြီဆိုတာယူ notice ထဲမှာကြီးပါလာတယ်ဆိုကြဲကတရုတ်နိုင်ငံရဲ့ influence ကဘလောက်အထိဒီအစိုးရပေါ်မှာရှိနေတယ်လဲဆိုတာကျွန်တော်တို့မြင်ကြည့်လို့ရတယ်ဆိုတော့ထားလိုက်ပါဘာပဲပြောပြောကိုကတော့ဒီ protection ရှုံးသွားပြီ protection ရှုံးသွားပြီဆိုတော့ number 1ကဘာလဲဆိုတော့ deportation ကနေ protect မဖြစ်တော့ဘူးတွေ့ရနေရမှာကောက်ဆွဲပြီးတော့မှကြည်လို့ TPS ပြီးပြီဆိုလို့ရှိရင်ပြန်ပို့လို့ရတယ်အာကိုရဲ့တရားဝင်အလုပ်လုပ်ကင်ခွင် EAD expire ဖြစ်သွားမယ် EAD expire ဖြစ်တာကိုအလုပ်ဆက်လုပ်နေလို့ရှိရင် American ထောင်ကျနိုင်တယ်အဲ့ဒါတော်တော်ဆိုးရွားတာအခု immigration နဲ့ပတ်သက်တဲ့လူတွေပို့တဲ့ထောင်ကကျွန်တော်တို့ရုပ်ရှင်တွေမှာမြင်နေရတယ်လို့ထောင်ထောင်တန်တန်လေးထောင်ကောင်းကောင်းလေးတွေမဟုတ်ဘူးတော်တော်ဆိုးရွားတဲ့ဗီဒီယိုတွေကျွန်တော်တို့ကြည့်ထားပြီးပြီဒီ immigration ပေါ့နော် immigration ကတကယ်တမ်းဆိုလို့ရှိရင်အပြစ်ရှိရဆိုပေမဲ့ ရာဇဝတ်မှုလည်းမဟုတ်ဘူးဒါပေမဲ့သူတို့ကိုအင်မတန်ဆိုးဆိုးရွရွဆက်ဆန်နေထောင်နေဆိုလို့ရှိရင်လေချမ်းလိုက်တာတအားအေးတဲ့နေရာတွေမှာပို့ပြီးတော့စောင်းတော့မပေးဘူးခဲဘတ်ငားကင်ကိုပတ်တဲ့ခဲဘတ်လိုမျိုးခဲကိုပတ်ပြီးတော့အိပ်ရတာတဲ့နောက်ပြီးတော့ရှူးတွေပါပြီးပေါက်ဖို့ကိုလည်းလူတွေအရှိမအားလုံးရှိမတူတူပဲတဲ့အခန်းကြီးကလေအခန်းတစ်ခန်းထဲမှာအားလုံးအဲ့လိုမျိုးဘာအကာအကွယ်မှမရှိရေချိုးတာလည်းအဲ့လိုပဲတဲ့ဘာအကာအကွယ်မှမရှိပဲနဲ့အားလုံးပေါ့နော်ဟိုတချို့တွေဆိုလို့ရှိရင်နိုင်ငံသားတွေတောင်ဖမ်းခံရတယ်မားပြီးဖမ်းတာပေါ့လေပြီးတော့မှ ဘလို့မှရှင်းပြလို့လည်းမရဟိုမဖန်းတာပြီးတော့ဒီဒီဒီတရားဝင်ဖြစ်နေတဲ့တရားဝင်ရှိပါတယ်ဆိုတော့စာရွက်စာတမ်းนี่ပြပေးဖို့လည်းအချိန်များကောက်ဖန်းသွားတယ်အဲဒါကြောင့်မလို့မြန်မာတွေအနေနဲ့အခုကိုယ့်ရဲ့ပတ်စံထဲမှာ passport ကိုအများန်းစောင့်ထားပါနော် driver license ဟာမလုံလောက်ဘူး driver license ဟာဟိုဘသူမဆိုရှိနိုင်တယ် driver license ဟာចောင်းသားတွေမှာလည်းရှိတယ်ဥမာကွာယာယီ visa နဲ့နေနေတဲ့လူတွေမှာ driver license ရှိတယ်ဆိုတော့ passport ကနိုင်ငံသားဖြစ်ကြောင်းအခိုင်အခန့်ဆုံးအထောက်ထားပဲဒါကြောင့်မလို့ passport စာအုပ် ရှိရဲဆိုလို့ရှိရင် passport card ကိုလည်းရှောက်လိုက်ပါ30 40လောက်ပဲအပူထပ်ပေးရတယ် passport card တစ်ခုက driver license လိုမျိုး passport card ရှိရဲအဲ့ဒါကိုကိုနဲ့မကွာစောင့်ထားပါကဲ TPS သမားတွေအတွက်ဆက်ပြောမယ် TPS ကဘာဆက်လုပ်ရတော့မလဲဆိုလို့ရှိရင်နံပါတ်1 expire ဖြစ်တဲ့ date ကို website မှာရှာကြည့်ပါနောက်တစ်ခုကမိမိရဲ့ expire ဖြစ်တဲ့ date နောက်တစ်ခုက grace period လို့ခေါ်တဲ့ခွင့်လွှတ်ကာလရှိရဲဥပမာကွာမနေ့ပြန် TPS ကုန်သွားရဲဆိုပါဆို grace period တစ်လလား နှစ်လလားအဲ့လိုမျိုးရှိရဲ့အဲ့ဒါကို grace period လို့ခေါ်ရဲခွင့်လောက်ကာလလို့ခေါ်ရဲအဲ့ဒီကာလအထိကိုကနေလို့ရတယ်အဲ့တော့ပြီးတော့တရားဝင် immigration lawyer တွေနဲ့စကားပြောပါဒီအချိန်မှာလူလိန်တွေတအားပေါ်နိုင်ပါတယ်မြန်မာရှေ့နေလူလိန်တွေအများကြီးရှိပါတယ်เนาะအဲ့တော့ဖြစ်နိုင်ရင် American ရှေ့နေနဲ့လုံးလုံးပါ ပရိုဘိုနိုတွေရှိတယ်ပရိုဘိုနိုဆိုတာအလကားပေါ့နော်ကိုရဲ့မိမိရဲ့ area ကုတ်မှာပရိုဘိုနို immigration lawyer ဆိုပြီးတော့ရှာကြည့်ပါသူတို့နဲ့တိုင်ပင်မှာမိမိရဲ့ visa status ကိုပြောင်းကြည့်ဖို့စူးစမ်းပါအခုကတော့ asylum မှာလည်းမြန်မာပြည်ကခံလို့မရဘူးတိမ့်တေပေါ့ asylum ရင်းခံရမှာအဲ့တော့မြန်မာပြည်ကဟုတ်ရင်အိမ်တောင်ပြုတ်မလား American နိုင်ငံသားတယောက်နဲ့အိမ်တောင်ပြုတ်မလားအဲ့ဒီဟာတွေကပဲ safe ဖြစ်တဲ့အနေအထားရှယ်။ဘာလဲဆိုမြန်မာပြည်မှာ family visa ပါညာအကုန်လုံးသူတို့ကဖြတ်လိုက်ပြီဖြစ်တဲ့အပေါ်မှာဆိုတော့ ကြံခဲ့လို့ကိုကလေအာ DPS history map တန်းနေနောက်ပြီးတော့အာအဲနောက်ပြီးအစိုးရကိုအခွန်သွင်းထားတဲ့ W2 တွေနောက်ပြီးတော့ဒီ proof of resident ပေါ့နော်ကိုယ်ဘယ်မှာနေနေတလဲဆိုတော့နေရက်လိပ်စာတက်သေးတယ်နောက်ပြီးတော့အမ်အဲ့ဒီဥစ္စာလေးတွေကို save လုပ်ထားပါနောက်ထပ် status change နဲ့အချိန်ကြာရင်အဲ့ဒါတွေအရေးတကြီးလိုပါတယ်အဲ့တော့အာလုံးစုနိုင်တဲ့ဆော်ရက်ဆက်တန်းနေအားလုံးတေချာစုထားကြပါနော် အဓိကကတော့ကျွန်တော်ပြောသလိုမျိုးဒီဒီလိုကာလမှာလူလိန်တအားပေါ်တဲ့အပေါ်မှာကိုယ်ပတ်စံနေလိန်သွားမှာကိုကြက်ကြက်သတိထားပြီးတော့သတိပြုပြီးတော့ American lawyer တွေကိုကျွန်တော်ကအော်ဆက်သွယ်စေချင်ပါတယ်မြန်မာ lawyer ဆိုလို့ရှိရင်လည်းတကယ် accredited ဖြစ်တဲ့လူပေါ့နော်လူများတွေကောင်းကောင်းဒီလူတကယ်ကောင်းတယ်လို့ပြောတဲ့လူ ਨੇ စုံစမ်းပါဘာလို့လဲဆိုတော့ကျွန်တော်အတိမိတ်ဆွေတွေထဲမှာပဲမြန်မာ lawyer တွေလိန်ခံထားတာအများကြီးရှိပါတယ်ပတ်စံတွေပါတွေ ဟိုအရင်တောင်းပြီးတော့ပေါ့နော်၄၀၀၀တို့၅၀၀၀တို့တောင်းပြီးတော့မှဟိုပြီးပြီးတော့အဲ့လိုဖြစ်ကတဲ့ဆန်တွေလုတ်ပြီးဘာမှမအောင်မြင်တဲ့လူတွေတပုံတစ်ခေါင်းကြီးရှိတယ်မိမိတွေရဲ့ချွေးနှွှဲစာကိုသိပါ USCIS website ကို date သေချာသွားကြည့်ပြီးတော့ lawyer နဲ့အမြန်ဆုံးဆက်သွယ်ဖို့ကျွန်တော်ကဒီကနေပြီးတော့အကြံပေးချင်ပါတယ်အားလုံးပဲကံကောင်းကြပါစေဆိုဒါမှမဟုတ်ရင်တော့ဟိုအကယ်၍ဘာမှလုံးလို့မရတော့သေချာရင်ကိုဟါကူပြန်ပါဥမာထိုင်းတို့ဗီယက်နမ်တို့ပြန်ဖြစ်အောင်စူးစမ်းပါသူတို့ပို့မယ်ဆိုရင်ထောင်ထဲကိုအင်မတန်ဆိုးရွားတဲ့ထောင်ထဲကိုပို့ပြီးမှမြန်မာပြည်ကိုပို့မှဖြစ်ပါတယ်အဲ့တော့ကိုဟါကူလုပ်ပါနော်